ာဒီဆယ်ဒီအာ viewer တွေရမ်းများတယ် follower တွေရမ်းများတယ်သူ့ကိုငှားလိုက်မယ်ခေါ်ရိုက်လိုက်မယ်သူ့ကိုရိုက်တော့ငါရုပ်ရှင်ကားကြီးပေါက်မှာပဲလူတိမှာပဲလူကြည့်မှာပဲဆိုတော့ငါပွက်ရအောင်ရေပွက်ရငါပွက်ရငါစာချပေးမယ်လဲဝမ်းစာမပြည့်လို့ရှင်တော့အမှုပညာလောကတဲ့ဝင်လို့မရအောင်ညီမရဲ့ ီဗီဒီယိုကျွန်တော်အရင်ဆုံးဖွင့်ပြရတဲ့အကြောင်းရင်းကတော့ဒါ online sale တွေ Facebook sale တွေဆိုတာဝမ်းစာမစီဘဲနဲ့အမှုပညာလောကတွေကိုဝင်လို့မရဘူးဆိုတဲ့ဒီအမရဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ TikTok sale တွေကခုလိုပြန်လည်ပြီးတော့ဖြည့်ရှင်းရတဲ့ဗီဒီယိုကျွန်တော်တို့လိုက်ပြီးကြည့်ရအောင် Facebook sale တွေ online sale တွေဟိုသူတို့ကသူ TikTok လေးရိုင်းလိုက်မယ်ညီမရဲ့ video blog လေးရိုက်ပြီးရိုက်တာသူတို့သူ blog ပဲ viewer များများ follower များများလေးတည်မလားတကယ်အမှုပညာလုပ်မယ်ဆိုသေုပ်ဆောင်လုပ်မယ်ဆိုဝမ်းစာမပြည့်ဘဲနဲ့လုံးလုံးမမရလားညီမရဲ့ ဘာလို့ producer တွေကငါးပွဲရာကိုရေးစက်ချမှာပဲငါးပွဲရာကိုငါးစာချမှာပဲလေအာဒီဆယ်ဒီအာ viewer တွေရမ်းများတယ် follower တွေရမ်းများတယ်သူ့ကိုငှားလိုက်မယ်ခေါ်ရိုက်လိုက်မယ်သူ့ကိုရိုက်တော့ရုပ်ရှင်ကားကြီးပေါက်မှာပဲလူသိမှာပဲလူကြည့်မှာပဲဆိုတော့ငါးပွဲရာကိုရေးပွဲရာငါးပွဲရာငါးစာချပေးမယ်လေဝမ်းစာမပြည့်လို့ရှင်တော့အမှုပညာလောကတဲ့ဝင်လို့မရအောင်ညီမရဲ့အဲ့လိုမျိုးပြောလို့ရှိရင်လေငွေကြီးတွေဆက်ကုန်ဦးမယ်တိလားဒါမဲ့ဆက်လက်ဟိုမှာဘာမှမပြောဘာအမှန်တရားပြပြတာပါဘာလူပညာလောကက လောလောကူဝင်လို့မရဘူးနေရာတစ်ခုရောက်ဖို့ဆိုတာကလောလောကူလည်းမရဘူးညီမရေနော်ဒီကနေ့ခေါ်ရလေဟာတာလေပြောမှတော့မဟုတ်ဘောနော်ဒီကနေ့အင်တာဗျူးလေးတစ်ခုတွေ့လိုက်တယ်မှာဘောနော်အဲ့ဒီအမှုပညာရှင်မမကြီးရပါဘောနေအဲ့သူကတော့ဘသူတော့ဆယ်လီရောဘယ်လိုရည်ရည်ပြောထားလဲတော့ခေါ်မသိဘူးဒါပေမဲ့အဲ့လိုဖုန်းပုတ်လိုက်ချိန်မှာသူပြောထားတဲ့ချိန်မှာပါတာအက TikTok ဆယ်လီတွေ Facebook ဆယ်လီတွေလို့သူကပြောထားဘောနော်ခေါ်တော့လည်းဆယ်လီဟုတ်လားဆိုတော့လည်းမဟုတ်ပါဘူးခေါ်တော့ရကံကြကရှင်းရှင်းလေးပါခေါ်တော့ဟာတာဗီဒီယိုလေးရိုက်နိုင်တော့ໃຊတယ်တဲလီတော့အသေးပေးတယ် အသေးမြရတဲ့အသွက်ချခေါ်တို့ကလူတိတယ်ဒါပဲအသေးလို့အသေးမပြီးတော့ဒီနေ့ခေါ်တို့ကဘာမှမဟုတ်ကြောင်းလည်းပြန်သွားမှာပါနော်အမှန်တော့လူတွေကလူတွေဟုတ်ပါတယ်ခေါ်တို့အဓိကဖြစ်ချင်တာကတော့ဟုတ်တယ်အဲ့မှမပြောတော့လို့အမှုပညာရှင်ဆိုတာကြီးကိုခေါ်တို့ကဖြစ်ချင်တာပါ ဒါပေမဲ့ခေါ်တို့ရဲ့တကယ်လက်တွေ့ဘဝအရာအဲ့ဒီအမှုပညာအတိုင်းဝိုင်းတွေကိုတိုးဝင်ဖို့အတွက်အပတ်မရှိဘူးဟုတ်တယ်မဟုတ်တတော်ခက်ခဲတယ်ဆိုတော့ခေါ်တို့ရဲ့ခက်ခဲလေးမှာပြစ်ချင်တော့ဖုံကလေးတွေပေါ်လာတယ်မမဟင်ဆိုတော့ခေါ်တို့ကဖုံကလေးနဲ့ခေါ်တို့ရဲ့ရိုက်နိုင်တဲ့ဇလန်တို့လာတာလေးတွေပေါ်တော့ခေါ်တို့ရိုက်လိုက်တယ်ဒါပေမဲ့အဲ့ဒါလေးတွေကိုလိုင်းမောင်ကကြည့်တဲ့ခလေးလေးတွေတော့တချို့တော့ဖုံသုံးတဲ့ယူဇာလေးတွေကကြိုက်သွားတဲ့ကအသေးလေးပြီးတော့ခေါ်တို့ကလည်းလည်းလူတိလာဒါတော့ပါပဲဟုတ်တယ်ဟုတ်လား မမကြီးပြောသလိုဆိုလို့ရှိရဟုတ်ပါတယ်မမကတော့ခက်တော့ကတော့မမတအားကြိုးစားခဲ့ရတာခေါ်တို့ကဟိုဘောပြောပြတာနားလဲပါတယ်ဒါပေမဲ့ခေါ်တို့ရဲ့ဒီဖုန်းတစ်လုံးနဲ့အောင်မြင်လာလို့တည်းမနှိမ်ပါနဲ့မနှိမ်နဲ့ဟုတ်တယ်ဒါကလေမမမမဟုတ်ဘူးတိလာခေါ်တို့ပွဲတစ်ခုသွားလို့ရှိလဲအရင်မျက်နှာငယ်ရတာပဲအထူးသဖြင့်ဒီအမှုဒါမျိုးကပြောတဲ့နေနော်ဆိုခေါ်တို့အသိအထင်သေးရပဲဟုတ်တယ်ပြောပြချင်တာတစ်ချက်နာတော့ကြည့် ဖုံးတီလူသားမှရှိတယ်မြန်မာနိုင်ငံမှာလူတန်း60ရှိရယ်လူတရာကိုတချို့တော့နှလုံးသုံးလုံးတော့ကိုက်နေမှာမှဟုတ်တယ်ဖုံးရှိတိုင်းစိတ်လေးဖြစ်သလားတိတော့ဆိုတဲ့သူတွေအများကြီးစိတ်လေးဖြစ်လို့လားဟုတ်တယ်မမပြောတာဟုတ်တယ်လိုင်းမောင်ကဗျမ်းမတာလေးတခုလုံးလိုက်လို့ရှိရင်နာမည်ကြီးရယ်သိမ့်မယ်နဲ့ဒါပေမဲ့နာမည်ကြီးပဲမယ် အဲ့ဒီနာမည်လေးတခုရေရှည်တည်တတ်မှုအတွက်ကြတော့တဲလေးတို့ကြိုးစားကြည့်အောင်ဟုတ်တယ်ထိန်းကြဖို့အတွက်တအားကြိုးစားလာလိုင်းပေါ်မှာနာမည်ကြီးတဲ့လူတွေအများကြီးတယ်အချိန်နဲ့လို့ရှိပြန်ပြဝါကြတယ်အဓိကခေါ်လို့လေဒီလိုပဲခဏပဲဒါပေမဲ့အဲ့ခဏတော့အတင်းကခေါ်လို့ထိန်းနှားနိုင်လို့လေခဏထိန်းနှားလာဈာလောက်ပဲခေါ်လို့ကဆယ်လေးတွေမဟုတ်ပါဘူးเนาะဒါပေမဲ့မမကလေဖုံးတစ်လုံးနဲ့အမရိုင်းလူတွေပြောတာခေါ်ပြပြမယ်တစ်ချက်နာတော့မမတို့အနုပညာရှင်ပေါ့เนาะမမတို့ဒီရုပ်ရှင်ရိုက်နေလူတယောက်ကလေခေါ်ပြပြမယ်နော်ရိုက်ကွင်းမှာရောက်ပါရင်လေ မိကသမားမိကလိန်ကြီးတာဟုတ်တယ်ဇညုံးသမားဇညုံးရေးပြီးတာကင်မရာသမားကင်မရာရိုက်ပြီးတာဒါရိုက်တာဒါရိုက်တာလှုပ်လှုပ်တာစတိုင်လစ်တာမီတိုမန်တို့ကမီတိုမန်တို့အလှုပ်လှုပ်တာနာပတ်သက်တနိုင်လို့စတိုင်လစ်ဆိုလို့ရှိရင်လည်းစတိုင်လစ်ကစတိုင်လစ်အလုပ်ကိုလှုပ်တာဟုတ်တယ်နော်မမတို့ကလေဟိုဦးစင်းမောင်ရောက်တဲ့ခါကျလို့ရှိရင်မမတို့ပြမဲ့ဒိုင်ယာလော့ကလေးကိုအမူယာလေးထည့်ပြီးလောက်ရုံပဲဒိုင်ယာလော့ကလာဖက်ဖက်လို့ရှိသေးတယ်နော်အဲ့လိုမျိုးမမတို့ဒင်းစတင်မောင်မမတို့က ်ခေါ်တော့ဒီ Facebook TikTok ရိုက်နေတဲ့ဖုန်းတစ်လုံးနဲ့ရိုက်နေသူတွေကအပြင်ဘွားလာကြည့်မမဟုတ်တယ်ဇလန်လည်းကိုပဲဇရိုက်တာဆိုမရှိဘူးကင်မရာမန်မရှိဘူးကိုယ့်ကိုရိုက်ဟုတ်တယ်ဟုတ်တယ်နော်မိတ်ကပ်မရှိဘူးကိုယ့်ကိုလိမ့်ဒါမျိုးကတကယ်ကြုံရတဲ့သူတွေပဲသိရနော်နော်နောက်ဆုံးတော့ကိုယ့်ဘက်မမရဲ့ကိုယ့်ကိုကင်မရာရှိမှအကြိုက်တရုပ်ဆောင်လို့ပြီးွားတဲ့ဗီဒီယိုတော်မှာ မမတို့ဆိုပြီးွားရထွက်သွားလို့ရတယ်နော်အတစ်တမအတစ်လောက်တာခေါ်တို့ပါတာခေါ်တို့ဟောဒီဗီဒီယိုအတစ်တယ်ခေါ်တို့ပါခေါ်တို့အတစ်ပြန်လုံးရတာမဟုတ်တယ်ခေါ်တို့တတော်ဆော့နေတဲ့နော်ဒီ Facebook ဆယ်လီတွေဖြစ်တဲ့လူတိုင်းအောင်အမတစ်ချက်ကြည့်လိုက်အကောလုံးအတစ်ဆိုလဲလောက်တက်တယ်နော်ကင်မရာဆိုလဲကင်တက်တယ်ဇန်ညိုဆိုလဲစေးစားတက်တယ်နော် ကင်မရာဆိုလို့ရှိရင်ဟိုရှုတာတွေ့ရှိရအကုန်သူတို့ကသူတို့တွေ့ပြီးရိုက်တာမှာဟုတ်တယ်ဒီမှာတော့လိုမျိုးလေဟိုဒီဒီသွားပြီးရိုက်တာမဟုတ်ခေါ်တော့ဘတ်ဆောင်အကုန်နောက်ဆုံးကုန်ကုန်ကဗီဒီယိုတင်တဲ့အချိန်မှာတော့မှနောက်ဆုံး caption အစခေါ်တော့ပါခေါ်တော့စဉ်းစားအဲ့ဒီလောက်ထိရှိတယ်နော်မမနော်ဒါကြောင့်ခေါ်တော့ခေါ်တော့ကိုနှိမ်ပါနဲ့မမတို့ရဲ့အနုပညာအတိုင်းဝိုင်းနဲ့ကိုအမှန်တော့ခေါ်တော့ကိုခေါ်တော့ကလာခြင်းတာ မမတို့ကခေါ်တို့ကတကယ်ဆိုတွဲခေါ်လိုက်လို့ရတယ်မမခေါ်တို့ကလေဟို follower တွေများလို့မမတို့ထက်အသေးတွေအများကြီးရနေလို့မမတို့ရှိရလို့ရှိရင်မန်ထောင်နေရာမျိုးလည်းမရှိပါဘူးဘဲစီလည်းမဆိုလေခေါ်မြင်တာပြပြနော်တွားကြည့်ကြည့်အနုပညာရှင်တယောက်ကိုတွေ့လို့ရှိရေလေအောက်ကနေနေပြီးတော့ခေါ်တာပြောတာခေါ်တော့ကလေပရက်ရှိုးလေးဆိုလို့ရှိရင်ခေါ်တော့ချစ်လွန်းလို့ပါဒီအနုပညာရှင်တွေကိုတွေ့ချင်လွန်းလို့တောက်ပုံနဲ့တွေ့ရချင်တဲ့စိတ်ညာပရက်ရှိုးလေးအများကြီးသွားဘူးတဲ့ဒါပေမဲ့ပရက်ရှိုးပဲတစ်ခုရောက်လို့ရှိရေလေကုံကုံပြောမဲ့မမတို့ရဲ့မီဒီယာဟာကခေါ်တော့နှိမ့်တာ ဟုတ်တယ်ခေါ်ရမီဒီယာလည်းစိတ်ဝင်စားပါဘူးခေါ်လို့စိတ်ဝင်စားတာဒီမင်းသားမင်းမီးတွေဓာတ်ပုံတွေ့ရချင်းနဲ့စိတ်ပဲဒါပေမဲ့တကယ်တကယ်ပွဲကင်းရခေါ်ရပြိတ္တပြိတ္တကိုနေရာပေးဖို့မီဒီယာဟာသာကြောက်တာခေါ်ရစယ်လီဆိုဖယ်လိုက်ဟာလားမင်းသားတယောက်မင်းမီးတယောက်ကိုဓာတ်ပုံတွေ့ရချင်းလို့ခေါ်တော့မှအင်တာဗျူးတာစောင့်နေရတယ်သူတို့လေးထွက်လာတဲ့အချိန်မှာလူရိုက်ကြတာဒါတော့ခေါ်တော့ဓာတ်ပုံတွေ့ရချင်းအဲ့ဒီမှာသူတို့အင်တာဗျူးဖို့အရေးကြီးနေရဟုတ်ပါခေါ်ရပြိတ္တလေပြိတ္တကိုနေရာမပေးဘူးလား ဒီရုပ်ရှင်ကယုံတည်လို့သူတို့ pressure ပြီးလို့နောက်နေ့ယုံတည်ပြီးဟဲ့သူမီဒီယာသမိုင်းလာကြည့်အောင်မဟုတ်နောက်ဆုံးဒီပြိတ္တကလာကြည့်ရလေဒီလူတွေကလူတွေပဲလာကြည့်ရဟုတ်လားခေါ်တော့ pressure လေးကိုရောက်လာတဲ့အခါမှာဒီဗလမီဇဘောတဲ့ဘုအရေးတော်ဒီတခြားလူမပြောဘူးနော်ဒီမီဒီယာကခေါ်တော့နှိမ်နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့မမတို့အနုပညာအတိုင်းဝိုင်းကလူတွေကခေါ်တော့ရဲ့ဒီစက်လေးဆိုဇွတ်အထင်သိမ်းနေတာဟုတ်ပါ မမတို့လိုမျိုးခေါ်တို့ကိုနေရာပေးကြည့်ကင်မရာရှိတစ်ချက်တော့ထုတ်ကြည့်လိုက်မမပြောသလိုမိတ်ကပ်တရားတွေနော်ဟိုဇညုံးတွေဒရိုက်တာနဲ့ပြောကြည့်ခေါ်တို့ကိုခေါ်တော့အထင်ကြီးလို့မဟုတ်ဘူးဟုတ်လားခေါ်တို့လည်းလုံနိုင်တယ်မမမမတို့ကနေရာဖယားမှာတောင်းနေခေါ်တို့ no နေရာလည်းမဖယ်နဲ့ခေါ်တို့နေရာလည်းမယူဘူးအဲ့ဒီအနုပညာအတိုင်းဝိုင်းလေးမှာခေါ်တို့ကိုဖျက်ဆောက်လေတောင်းတော့ဂျင်းတဲ့နေရာမျိုးအဲ့လိုမျိုးတော့မမတို့ရဲ့တချို့တော့အင်တာဗျူးတွေမမဆက်တယ်တဲ့ဟဟလာမမဘာဖြစ်တယ် ပြောလိုက်နဲ့ငြိုသီးလို့စက်မယ်စိတ်လဲမမအမှန်နေပြောတာပါဆိုတော့ခေါ်တော့မမတို့ဗာမြန်လုပ်နေလို့တော့ဘယ်နေရာဝင်လို့နေလို့လဲနော်ဘယ်နေရာမှလည်းဝင်မလို့ကိုကကိုအေးအေးဆေးဆေးနေနဲ့ရိုးရိုးသားသားကျိုးကျိုးစားကိုဘွားကိုယက်တီတယ်ကိုကကိုလှုပ်စားတယ်ဒီလောက်ပဲစက်တာမဟုတ်ဘူးမမလေပဲသားချင်းချင်းနော်မမလူကြမမတို့တိအောင်ပြောပြခေါ်တော့ကဒီလောက်တောင်မှလှုပ်ရတာခေါ်တော့ကဗီဒီယိုတစ်ပုဒ်ဖြစ်လာဖို့အတွက်အစအစုံခေါ်တော့ကခေါ်တော့လှုပ်တာဟုတ်တယ်ဟုတ်တယ်ကလက်တွေ့ရမမပြောသလိုပေါ့ဗီဒီယိုစကားဗီဒီယိုဇလန်တို့ရိုက်သလိုလှုပ်ရမှာမဟုတ်ဘူး ဒီဒီလေးလောက်ရတယ်လို့ပြောတာမမလာကြည့်ဒီနော်ဒီလိုဇလန်တို့လည်းဒီလေးပဲဒါပေမဲ့ခေါ်လို့ကတော့ခေါ်တော့အရေးချင်းတည်ဒီ iPhone လေးတစ်လုံးနော် iPhone နာကနော်ဒီ12 Pro Max လောက်လေးကင်နိုင်တယ်12 Pro Max လေးရရိုက်လို့ဝါးချင်းဝါးမယ်ကြည်ချင်းကြည်မယ်ဒါခေါ်လို့လုံနိုင်တဲ့ဟာကိုခေါ်လို့အကောင်ဆုံးဒီလေးလောက်တာပဲကင်မရာနဲ့ရိုက်တာမဟုတ်မမတို့လိုအကောင်လားကင်မရာနဲ့ရိုက်နိုင်လေခေါ်လို့ကဒီလေးလောက်မှာပဲ တ်တယ်။ဟုတ်တယ်။နော်မမနော်ဒါမမတို့ရဲစိတ်တယ်မမခေါ်တော့ကိုဟိုဒီဆယ်လီတွေဆိုပြီးတော့ညင်ရပါတော့မမနဲ့အတူတခြားတော့တော့အလူလေအကုန်လုံးကိုခေါ်ပြပြတာနော်။ပြီးတော့ဒါအရှိပါအတွက်ကြောင့်တော့တောင်းမှန်ပါလေ။ဘာဖြစ်စီပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။โอเคပါရှင်။ပြောမှစုံမှရှိရင်နော်။အားလုံးတောင်းမှန်ပါလေ။ဟုတ်ပါတယ်ဘလို့ဆွဲမခေါ်ခြင်းမခေါ်ပါနဲ့မနှိမ်ပါနဲ့เนาะကိုယ့်ဘဝလေးနဲ့ကိုနေပါတယ်ရပါတယ်ဘယ်သူမှလည်းထိတိုက်လူစီခြင်းမရှိပါဘူး โอเควิดีโอလေးကတော့ဒီလောက်ပါပဲဒါရှေ့ရအမပြောသွားသလိုပဲအနုပညာရှင်ဆိုတာအခုမှဖြစ်လာတာမဟုတ်ဘူးဆိုတာသိတယ်အနုပညာရှင်ဆိုတာဟုတ်အရင်ကတည်းကတည်းကသူတို့ရဲ့ကြိုးစားအားထုတ်မှုတွေအကောင်းလို့အနုပညာရှင်ဆိုတာဒါဖြစ်လာတာဆိုတာကျွန်တော်တို့ဒါလက်ခံတယ်ဒီဘက်က TikTok ဆယ်လီတွေပချမ်းကိုပြန်ပြီးတော့ကြီးပြန်တော့လဲသူတို့ရဲ့ဒါစီးတဲ့ဖုန်းလေးတစ်လုံးလေးနဲ့သူတို့ကရိုက်ကူးပြီးတော့ online မို့တင်လိုက်တဲ့အချိန်မှာဒါကြီးတဲ့သူတွေကဒါစိတ်ဝင်စားလို့သူလိုလဲနာမည်တခုကိုရလာတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ level သားအချင်းချင်းကိုလက်တွဲပြီးတော့ဒီလိုမျိုးခေါ်ဆောင်သွားရမှာ ው ဒီလိုမျိုး media တွေခေါ်ပြီးတော့ဒီလိုမျိုးပြောတာတော့ကျွန်တော်အနေနဲ့မကောင်းဘူးလို့ပြောကြရင်းနဲ့ပဲဒီ video လေးကိုဒီမိုပဲအဆုံးသတ်ချင်ပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့ဗမာမှတ်ချက်ပေးခြင်းလဲမှတ်ချက်ပေးခြင်းလားဆိုရင် comment မှာရေးသွားပေးပါကျွန်တော်နေ့စဉ်နဲ့အမြကြည့်ရှုပေးနေတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ် video မှာလည်းပြန်လည်ပြီးတော့ဆုံကျင်ပါတယ်